မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်တွေအတွေ့အော်ကကင်းဝေးပြီးကိုစိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့မေလ14ရက်ပေါ်ပူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့အကျန်းဖတ်ဆဲအုပ်စုကို ရာဇဝတ်ကြောင်းအရအရေးယူနိုင်ရန်အတွက်နိုင်ငံတကာတရားရုံးတွေမှာတာမက နိုင်ငံလိုက်တရားရုံးတွေမှာပါတရားမျှတမှုဖော်ဆောင်နိုင်ရေးဆောင်ရွက်မယ်ဆိုတဲ့တဲ့အခြေခံပညာပြီးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးကက်ဖြတ်ရလက်မှတ်တမ်းများထုတ်ပေးမဲ့ရက်ကိုပညာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာလိုက်တဲ့တဲ့ပခုတ်ကူမြို့မှာတော်လိုင်းရဲဘော်တွေကအကြမ်းဖက်စစ်ကောင်စီလက်ပါစီပြူစောထီကောင်းဆောင်တအူကိုစစ်အုံဆောင်ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တဲ့တဲ့ မိုးကုံမြို့နဲ့နောင်ချုံမြို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ပေါင်900ဘုံတဲချတိုက်ခတ်ရာ ပြည်သူနေအိမ်9လုံးပျက်စီးခဲ့တဲ့တဲ့တင်စကိုင်းတိုင်းမှာမြို့နယ်6ခုကစစ်ရှောင်တွေကိုအခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့တဲ့နေပြီးတော့တရင်ကိုတုံညာတက်ကရဲဘော်တွေထံကာကွယ်ရေးဝန်ကြီးဌာနဒုအတွင်းဝင်တွားရောက်တွေ့ဆုံခဲ့တဲ့တဲ့ အိုးတိန်တွင်ကြေးရွာစတင်ကြောင်းလေချောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာဒဏ်ရာရှိခဲ့တဲ့အသက်17နှစ်ရွယ်မပြစ်ပြင်းကြီးဒီကနေ့မနက်မှာကွယ်လွန်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့နေပဲဖြစ်ပါတယ်ရှင်ပရမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကျံဖတ်ဆေအုပ်စုကိုရာဇဝတ်ကြောင်းအရအေးအေးယူနိုင်ရန်အတွက် နိုင်ငံတကာတရားရုံးတွေတာမက နိုင်ငံလိုက်တရားရုံးတွေမှာပါတရားမျှတမှုဖော်ဆောင်နိုင်ရေးဆောင်ရွက်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကြံဖတ်ဆဲအစုကိုရာဇဝဲကြောင်းအရာအေးအေးယူနိုင်ရန်အတွက် နိုင်ငံတကာတရားရုံးတွေတာမကနိုင်ငံလိုက်တရားရုံးတွေမှာပါတရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့မြို့သားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ဝင်ကြီးဌာနကဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ တပည့်ရင်စာတင်ကြောင်းလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ထုတ်ပြန်ကြေညာချက်ကိုလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်လိုက်ရမှာအခုလိုဖော်ပြခဲ့တာပါလက်နက်ကိုင်ပြိပခအတွင်ကလေးတငယ်များအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုကဆေးရဆွေးမှုမြောက်သောကျူးလွန်မှုဖြစ်တယ်ဆိုတာ ਨੇ အကြံဖက်ဆိုးဆိုးအနေနဲ့ အခုလိုလူမဆန်တဲ့ကျူးလွန်မှုများကိုကြကြပြန့်ပြန့်နဲ့စနစ်တကျကျူးလွန်နေခြင်းဖြစ်ပြီးအဲ့ဒီကျူးလွန်မှုများအတွက်အကြံဖတ်ဆုပ်အစုကိုရာဆွေကြောင်းအရအေးအေးယူနိုင်ရန်နိုင်ငံတကာတရားရုံးတွေသာမကနိုင်ငံလိုက်တရားရုံးတွေမှာပါတရားမျှတမှုဖော်ဆောင်နိုင်ရေးလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်လူမဆန်တဲ့တိုက်ခိုက်မှုအပေါ်လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြင်းထန်စွာရှုံချတယ်လို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့လည်း အခုလိုအရက်သားပြည်သူများအပေါ်အကြံဖတ်ဆဲအစုကဆက်လက်တိုက်ခိုက်နေမှုများကိုရပ်တန့်စေရင်ဖိအားပေးဆောင်ရွက်ရန်အတွက်လည်းတိုက်တွန်းထားပါတယ်။အကြံဖတ်ဆဲအစုကသခိုင်းတိုင်းတပည့်ရင်မြို့နယ်ဟိုးတိန်တွင်ကျေးရွာစာတင်ကျောင်းကို2025ခုနှစ်မေလ12ရက်မနက်9:35မိနစ်ခန့်မှာလေကြောင်းမှတိုက်ခိုက်ခဲ့ရာကျောင်းသားကျောင်းသူ20ဦးနဲ့စေတနာဝန်ထမ်းဆရာမ2ဦးသေဆုံးခဲ့ပြီးပြည်သူ102ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အဆိုပါတိုက်ခိုက်မှုကြောင့်အင်ဂျီ300ခန်းရှိသောအိုးတိန်တွင်ကြေးရွာမှာပြည်သူ900ခန်းမှာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အကြမ်းဖက်ဆဲအစုသည်နိုင်ငံတော်ယာယီအပြစ်ခတ်ရဲစဲရေးကို2025ခုနှစ်မေလ31ရက်နေ့အထိတပ်တန်းတိုးထားကြောင်းကြေညာခဲ့တော်လဲအရက်သားပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများပုံမတိုးမြင့်လာခဲ့တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရင်တိုက်ခိုက်မှုတွေမှာဘာသာရေးအဆောက်အဦများစာသင်ကျောင်းများဈေးဥများကိုပိတ်မထားတိုက်ခိုက်မှုများပုံမှန်မြင့်တက်လာခဲ့ပြီး2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှ2025ခုနှစ်မေလ12ရက်နေ့အထိလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ပေါင်း2669ကြိမ်ရှိရမှာကျောင်းပေါင်း240ကျောင်းပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ လာတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အခြေခံပညာပြီးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးကဲဖြတ်ရလတ်မှတ်တမ်းများထုတ်ပေးမဲ့ရက်ကိုပညာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာလိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။2024ခုနှစ်အတွက်အခြေခံပညာပြီးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးကဲဖြတ်ရလတ်မှတ်တမ်းများထုတ်ပေးမဲ့ရက်ကိုအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်အတည်ပြုလိုက်ပါတယ်။ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးကဲဖြတ်ခြင်းကိုသတ်မှတ်ထားသောစီကံချက်များနဲ့ကိုက်ညီစွာအွန်လိုင်းမှဖြေဆိုထားတဲ့ကျောင်းသားကျောင်းသူများကအခြေခံပညာပြီးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးကဲဖြတ်ရလဒ်မှတ်တမ်းများကို2025ခုနှစ်မေလ18ရက်မနက်9:00နာရီမှစတင်ပြီးအွန်လိုင်းမှထုတ်ယူနိုင်မှာဖြစ်ပါတယ် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကက်ဖြတ်ခြင်းကိုတက်မှတ်ထားသောစီကံချက်များနဲ့ကိုင်ညီစွာ offline မှာဖြေဆိုထားသောចောင်းသားចောင်းသူများကအခြေခံပညာပြီးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးအကက်ဖြတ်ရလတ်မှတ်တမ်းများကိုမိမိတို့သက်ဆိုင်ရာမြို့နယ်ပညာရေးပိုးအဖွဲ့နဲ့ဆက်သွယ်ပြီးထုတ်ယူနိုင်မှာဖြစ်ပါတယ်။ထုတ်ယူနိုင်မယ့်အစီအစဉ်သေးစိတ်ကိုပညာရေးဝန်ကြီးဌာနရဲ့တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှဆက်လက်ကြီးညာပေးသွားမှာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနကအခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲပြတ်ခြင်းစနေဟောင်းတသမာရန်အစီအစဉ်ကို2024ခုနှစ်ဒီဇင်ဘာမှ2025ခုနှစ်ဖေဖော်ဝါရီလအထိကျင်းပခဲ့တာဖြစ်ပြီးအွန်လိုင်းဖြည့်ဆို့မှုများပြီးဆုံးခဲ့တော့လဲမြေပြင်အခက်ခဲကြောင့်အော့ဖ်လိုင်းဖြည့်ဆို့မှုများဖြည့်ဆို့ကာလထပ်တိုးဆောင်ရွက်ခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ပခုတ်ကူမြို့မှာတော်လိုင်းရဲဘော်တွေကအကြမ်းဖက်စစ်ကောင်စီလက်ပါစီပြူစောတိခေါင်းဆောင်တအူကိုစစ်အုံဆောင်ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တဲ့တဲ့တင်ပဲဖြစ်ပါရဲ့ရှင်။မကွေးတိုင်းပခုတ်ကူမြို့နဲ့ပခုတ်ကူမြို့ စစ်မှုဆောင်6လမ်းနဲ့9လမ်းကြားမှာနေထိုင်တဲ့အကြံဖက်စစ်ကောင်စီလက်ပါစီပြူစောတိကောင်းဆောင်အရှိကြီးခေါ်ဒူးရှိကိုစစ်သုံးဆောင်ပစ္စည်းတချို့နဲ့အတူမေလ9ရက်ညနေ9နာရီမှာဖမ်းဆီးနိုင်ခဲ့တယ်လို့မြင်းကြံဗလတ်တိုက်ကာ MBD တပ်ဖွဲ့ကောင်းဆောင်ဗိုလ်မိုက်ခဲက PPTV ကိုပြောပါဗျာအဲအဲ့လိုမျိုးခုခံတာပါညာတော့မရှိဘူးပြကူကြီးရဟုတ်အဲဘယ်လိုပြောမလဲ EC ပဲတူလိုက်လာတာဘာလို့ဆိုတော့ဒီစစ်ကောင်စီနဲ့ခွေးနဲ့လွဲပြီးတော့ဒီကလိုက်လာတာကျွန်တော်တို့က DM3 ဒီပိုင်းနဲ့သွားတာဆိုတော့ ကျွန်တော်ဒီသူတို့နယ်မြေထဲမှာပဲဝင်ခဲ့တာဆိုတော့ကိုကြီးပဲထင်ပြီးတိုင်းလိုက်ရတာပြီးမှကတိုးလေးပဲခေါ်လာခဲ့လိုက်တာကိုကြီးအတိအကျတော့ဒီရဲဘော်ကြီးကဆစ်စင်ကြီးတစ်ခုလောက်ဖူးသွားတာပေါ့အဲဆစ်စင်ကြီးလောက်ဖူးသွားတဲ့အချိန်မှာဒီကောင်ကိုလမ်းမှာတွေ့တာတွေ့တဲ့အချိန်မှာကောက်ဖမ်းလာတာပဲကိုကြီးအဆိုပါပြည်စောထေးကောင်းဆောင်မှာပြည်သူတွေပေါ့နိုင်ကျင့်နှိမ့်ဆက်မှုတွေပြုလုပ်တဲ့အပြင်အကြမ်းဖက်ဆက်ကောင်စီရဲ့အရေးပါတဲ့ပြူကောင်းဆောင်တူဖြစ်ကြောင်းစစ်ဆေးချက်တွေရသိရတယ်လို့ပုံမိုက်ခဲကရှင်းပြပါဗျ။အဆိုပါဖန်ဆီးမှုကိုမြင်းကျန်ဘလတ်တိုက်က MPD တပ်ဖွဲ့နဲ့အတူ ၎င်းမင်း PDF အဖွဲ့မှပူးပေါင်းပါဝင် အဖြစ်ပေးခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရခဲ့တဲ့ပြူစောထီကောင်းဆောင်ကို မာမဲရဲဘော်တွေကပဲကင်တွဲစစ်ဆေးနေပြီး MPD တပ်ဖွဲ့အနေနဲ့ပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်နေတဲ့မြို့သူကိုမဆိုအေးအေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့မိုးကုန်းနဲ့နောင်ချိုမြို့ကိုအကြမ်းဖက်ဆက်ကောင်စီကအလေချောင်းနဲ့ပေါင်900ပုံကျဲချတိုက်ခတ်ရာပြည်သူနေအိမ်9လုံးပျက်စီးခဲ့တဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။တိုင်းပြည်တမဟာနှင့်နယ်မြေမိုးကုန်းမြို့နဲ့နောင်ချိုမြို့ကိုမေ23ရက်မှာအကြမ်းဖက်ဆက်ကောင်စီကလေချောင်းနဲ့ပေါင်900ပုံကျဲချတိုက်ခတ်ခဲ့တာကြောင့်ပြည်သူနေအိမ်9လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ TNL ကဒီကနေ့မနက်မှာထုတ်ပြန်လိုက်ပါတယ်။ TNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ် နယ်မြေ30ဇေယျကွက်ကိုမေလ23ရက်ည9:30မိနစ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ပေါင်900ဘုံတစ်လုံးလာရောက်ကြေချာတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူနေရင်9လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။မိုးကုံမြို့နယ်ကိုလည်းမနေ့ကည7:46မိနစ်မှာအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့တစ်ချိန်ရွှေလေးပြအနီးတစ်ဝိုက်ကိုလာရောက်ကြေချာတိုက်ခိုက်ခဲ့တယ်လို့ TNL ကပြောပါတယ်။ဒါအပြင်မန်တုံမြို့နယ်မိုင်းငေါမြို့တွေကို မေလ12ရက်မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ပြည်သူတအူးတေဆုံးက3ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးပြည်သူနယ်28လုံးထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုနေ့စဉ်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်စစ်ရေးသတိအမြဲရှိဖို့အတွက်လည်းတရားလက်လေကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့သခိုင်းတိုင်းမှာမြို့နယ်ကိုကူကစစ်ဆောင်တွေကိုအခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။ စကိုင်းတိုင်းမြို့နယ်ကိုမြို့နယ်ကဆစ်ဆောင်ပြည်သူတွေကိုအခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးခဲ့ရလို့စကိုင်းပြည်သူ ဖေးမကိုကွန်ရက်ထံမှသိရပါဗျ။စကိုင်းပြည်သူ ဖေးမကိုကွန်ရက်ကမလနဲ့ဧပြီလအတွင်းမှာမြို့နယ်ကိုကူမှဆစ်ဆောင်ပြည်သူများထံကျမ်းမာရေးစောင့်ရှောက်မှုလိုက်လံပေးခဲ့တာပါ။ကလေး၊အရာတော်၊ဖောင်းပြင်း၊မုံရွာ၊ချောင်းဦး၊ပလဲ၊ခင်ဦး၃၀မြို့နယ်တို့ကပြည်သူများကိုကျမ်းမာရေးဝန်ဆောင်မှုပေးခဲ့တယ်လို့ဆိုပါရစေ။ ကိုရဲအနေနဲ့ကျမရေးစောင့်ရှောက်မှုလိုက်လံပေးတဲ့အခါမှာကိုရဲရဲ့မြို့နယ်တာဝန်ခံတွေမြေပြင်မှာကျမရေးစောင့်ရှောက်မှုပေးနေတဲ့တာဝန်ခံတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာပါကိုရဲကတိုင်းအတွင်းစစ်ဆောင်များရဲ့လိုအပ်ချက်များကိုတရောင့်တနေရာမှာဖြည့်ဆွမ်းနိုင်ရေးအတွက်ကြိုးပမ်းနေပြီးတော့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများပေးလိုပါကချိတ်ဆက်ပါဝင်နိုင်တယ်လို့ဖိတ်ခေါ်ထားပါတယ်ရှင်ခုဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့နေပြည်တော်တက်ရင်ကိုတုံညာတက်က ရဲဘော်တွေထံကာကွယ်ရေးဝန်ကြီးဌာနဒုအတွင်းဝင်တောက်ရောက်တွေ့ဆုံခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝင်ဦးမမောင်စေကနေပြည်တော်တိုင်းစစ်ဌာနနေပြည်တော် PDF တရင်ကိုသုံညာတက်ကတရင်တာဝန်ရှိသူတွေရဲဘော်တွေထံတောက်ရောက်တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။ဒုတိယအတွင်းဝင်ဦးမမောင်စေက COC နှစ်ရက်ကိုလိုက်နာနိုင်တဲ့ PDF တက်မတော်တားကောင်းများဖြစ်ဖို့အရေးကြီးကြောင်းတော်လိုင်းရေးပေါ်အာယုံဆိုင် တိုက်ပွဲဝင်နေတာကိုလေးစားပါကြောင်းဒီတော်လိုင်းရေးမှာလူငယ်ရဲဘော်များရဲ့အားနဲ့တိုက်ပွဲဝင်ရန်အနိုင်ယူရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီတွေ့ဆုံမှုမှာဒုတိယအတွင်းဝင်တဲ့အတူနေပြည်တော်တိုင်းစစ်ဌာနတိုင်းကုတ်ကဲရေးမှူးဗိုလ်လက်ရစေယုံချုပ်ဒုတိယဆေးတာဝန်ခံဒေါက်တာ ဖီလစ်နဲ့တာဝန်ရှိသူတွေတရင်ကိုတုံညာတဲ့ရဲဘော်တွေတရင်မှုနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အိုးတိန်တွင်ကြေးရွာစတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာဒဏ်ရာရှိခဲ့တဲ့အသက်17နှစ်အရွယ်မပြစ်ပြင်းကြီးဒီကနေ့မနက်မှာကွယ်လွန်ခဲ့တဲ့တဲ့ငါပဲဖြစ်ပါရဲ့ရှင်။သခိုင်းတိုင်းတပယင်းမြို့နယ်အိုးထိန်တွင်ကြေးရွာစတင်ကြောင်းကိုအကြံဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာဒဏ်ရာရှိခဲ့သူအသက်17နှစ်အရွယ် Grade 3ကျောင်းသူမပြစ်ပြင်းကြီးဒီကနေ့မနက်မှာကွယ်လွန်ခဲ့တယ်လို့တပယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရပါဗျ။ ဒီကနေ့မနက်ပိုင်းအချိန်မှာဒဏ်ရာရကလေးငယ်တွေထဲကအသက်၁၇နှစ်အရွယ် Grade 3အကြောင်းသူမပြည့်ပြည့်ငယ်အဖဦးကျော်ကွန်ရဲ့တမီးငယ်ထပ်မံကွယ်လွန်သွားကြောင်းသတင်းပေးပို့လာခဲ့တယ်လို့တပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ခဲ့တာပါကျမ်းဖတ်စစ်တပ်ရဲ့အိုးတိန်တွင်ကျရာစတင်ချောင်းကိုလေချောင်းတိုက်ခိုက်မှုဖြစ်စဉ်တွင်တေဆုံးသူ24ဦးထိရှိလာခဲ့ပြီလဲဖြစ်ပါတယ်။အကျမ်းဖတ်စစ်တပ်ကအိုးတိန်တွင်ကျရာစတင်ချောင်းကိုမေလ12ရက်မှာလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့နေ့မှာပဲចောင်းသား20ဦးနဲ့ဆရာ2ဦးစုစုပေါင်း22ဦးသေဆုံးပြီးလူပေါင်း100ကျော်ထိခိုက်ဒဏ်ရာရခဲ့လို့တပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ခဲ့တာပါဒဏ်ရာရနေသူတွေထဲကအသက်၈နှစ်ရွယ် Grade 2ကျောင်းသားမောင်စရာကမေလ23ရက်မှာကွယ်လွန်ခဲ့တာဖြစ်ပြီးဒီကနေ့မနက်မှာဒဏ်ရာရသူတွေထဲကကျောင်းသားတဦးထပ်မံတေဆုံးခဲ့တာပါရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းက လူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချီးမွမ်းရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။တော်လန်ပုံကန်ဒေါင်းတို့အာမန်တပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြားဆုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကတော်လန်ပုံကန်ဒေါင်းတို့အာမန်တပိတ်စစ်ကြောင်းဆိုတဲ့စာသားကင်ဆောင်ပြီးအကြံဖတ်စစ်တပ်ကြားဆုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လံလွင့်မီဒေါင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းကအကြံဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတဲ့ဘိတ်ကိုပြုတ်လုခဲ့ကြပါဗျ။ ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းရွေးမိတောင်းသွင်းနေတဲ့ပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြားဆောင်ရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမာပင်မြို့နယ်မှာရင်းမာပင်မြို့နယ်မြောက်ချမ်းကျေးရွာများတဲ့ပိတ်ကအကြမ်းဖက်စစ်တပ်ကြားဆောင်ရင်ဆန္ဒပြတဲ့ပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမာပင်မြို့နယ်မြောက်ချမ်းကျေးရွာများတဲ့ပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြားဆောင်ရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ြည်သူလူထုအပေါင်းတဘာဝဘေးလူလုံးဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။